โอเคမင်္ဂလာပါဆိုတော့ကျွန်တော်အာဒီကနေ့မှာဆိုတော့ကျွန်တော်ဒီ VD Mac ကနေကျွန်တော်ဝေဒရောထုတ်တဲ့ဗီဒီယိုကျွန်တော်ဗီဒီယိုနဲ့ရှင်းပြပေးသွားမှာဗီဒီယိုနဲ့လုတ်ပြပေးသွားမယ်အာဟိုနေ့ကြီးကတော့ကျွန်တော် trading account ဖွင့်တဲ့ဟာတွေကိုကျွန်တော်ဒီမှာ trading account ဘယ်လိုဖွင့်ရလဲဆိုတဲ့ဟာကိုကျွန်တော်ပြပြပေးသွားတယ်အာ deposit ဘယ်လိုသွင်းရလဲဆိုတဲ့ဟာကိုကျွန်တော်ကဒီကနေ့မှာပြ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 ပေးသွားတာပေါ့နော်ပြပြပေးထားမျိုးရှိတယ်ဆိုတော့အခုဆိုရင်ကျွန်တော်ကဒီကိုက account လေးဖွင့်ပြသွားပြီးအာ deposit လေးထည့်ပြသွားပြီးပြီးတော့ကိုက trade လို့ပေါ့နော်ကိုကမျက်လာတဲ့အခါမှာကိုကအမျက်ငွေထုတ်တော့မယ်ဟိတ်ဆိုတဲ့နေရာမှာဘယ်လိုထုတ်ရမလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့က ပြပြပြတော့ဖြစ်နေအဲ့တော့မပြောခင်မှာဘာလို့ထိထားရမလဲဆိုဒီဟာအကုန်လုံးကကျွန်တော် Binance နဲ့အသွင်းထုတ်လုပ်နေပေါ့နော်ဒီ Binance နဲ့ငွေသွင်းတာတွေငွေထုတ်တာတွေရော Binance နဲ့ကျွန်တော်အသွင်းထုတ်လုပ်တာဖြစ်တဲ့အတွက်ကို Binance account မရှိဘူးကို Binance account မရှိဘူးငွေလည်းသွင်းနေတယ်ဆိုရင်တော့ကျွန်တော်ဒီ Telegram channel ကိုလာကြည့်ဖိခေါ်တယ် Telegram channel မှာဆိုရင်အာကိုက KPB ရှိတယ်အာ PKB ရှိရယ် Binance account မရှိဘူးငွေလည်းသွင်းနေတယ်ငွေလည်းထုတ်နေတယ်စသဖြင့်လုပ်နေတယ်ဆိုရင်ကျွန်တော်ရဲ့ Telegram account ကိုလာကြည့်ဖို့ ိတ်ခေါ်တယ်ဒါကျွန်တော်ဒီအပေါ်မှာ Telegram အကောင့် Force and Exchange ဆိုတာကိုလာလို့ရတယ်လို့ပဲပုံမှန်ကျွန်တော်ရဲ့ဒီ Telegram လာလို့လည်းရပါတယ်အဆင်ပြေပါပဲဟိုလာလာပေါ့နော်အဆင်ပြေတယ်ကျွန်တော်အဲ့ကျွန်တော်စပြီးတော့ကျွန်တော်ငွေထုတ်တဲ့ဗီဒီယိုလေးကိုစပြီးပြလိုက်အောင်အဲ့တော့အားလုံးရှင်းသွားအောင်ကျွန်တော်ဒီငွေထုတ်ခင်မှာတစ်ခါလေငွေပါတစ်ခါလေးတင်ပြပြီးတော့မှာဖြစ်ပါတယ်ငွေတင်မယ်ပြီးရင်တစ်ခါလေအာငွေဘယ်လိုထုတ်လဲဆိုတာတစ်ခါလေးပြပြီးတော့မှာဖြစ်ပါတယ်ငွေတင်တဲ့ဗီဒီယိုကရှေ့မှာပါပြီးသားတို့တို့တို့တော့ကျွန်တော်ဒီတစ်ခါလေကျွန်တော် easy to use ဘယ်လိုမျိုးအာ ရှိတယ်ဆိုတော့ကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုကျွန်တော်ရဲ့ account လေးဖြစ်ပါတယ်။ဒီမှာကျွန်တော်ဒီ account account ကိုကျွန်တော်ငွေထည့်မယ်ပေါ့နော်။ဒါပါဒီမှာဒီ1465999ဆိုတဲ့ account ကျွန်တော်ငွေထည့်မယ်ဆိုရင်ကျွန်တော်အရင်ဆုံး deposit ကိုခေးလိုက်မယ်။ကျွန်တော်ဖုန်းရှိတယ်ပေါ့နော်။ကျွန်တော်ဖုန်းထဲကနေကျွန်တော်ငွေထည့်မယ်။ Okay ။ Okay ကျွန်တော်အ deposit 200လောက်ပေါ့ကျွန်တော်ငွေထည့်လိုက်ပေါ့။အဲဆန် deposit 200လောက်ကျွန်တော်ဆန်ထည့်ကြည့်မယ်။ညာထည့်မယ်။ Okay continue ။ညနေလိုက်မယ်။ Okay ။ပြီးတော့ DRC တော်ဒီပေါ့နော်။ကျွန်တော်ရှေ့ပြီးတော့မှလည်းပြောထားပြီးပြီ။ဒီ deposit အဲ့ဒီ ဒါဒီဒါဒီနဲ့ကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော် continue နှိပ်လိုက်မယ်โอเค200ပေါ့เนาะ200ဒီမှာဆိုကျွန်တော်တို့ဒီ address link ချလိုက်အဲ့ address link ကိုကျွန်တော်တို့ဒီ binance account ကနေကျွန်တော်တို့ဒီအာငွေလန့်ပြီးတော့ငွေလန့်ပြီးတော့ပြင်ထည့်မှာပေါ့เนาะအော်ဟုတ်ပြီအာโอเค withdraw ဒီဟာအခုငွေတင်းတဲ့ဟာကျွန်တော်ရဲ့အရှိမပြီးမှာပါပြီးသားเนาะဒါဒါပေမဲ့အဆင်လုပ်ပြရအောင်โอเคအဲ့ဒီမှာဆိုဒီမှာပုံမှန်ပါတဲ့ဟာကိုကျွန်တော် scan ဖတ်လိုက်မယ်โอเคကျွန်တော် scan ဖတ်လိုက်မယ်โอเค 200ဆိုတော့ကျွန်တော်ဒီမှာ200တိဒေါ်လာလွှဲလိုက်မယ်ပေါ့200တိဒေါ်လာအမောင်းကို200နဲ့တိဒေါ်လာကျွန်တော်လွှဲလိုက်မယ် okay face id ဖတ်မယ် okay ရပါပြီ processing ဖြစ်နေပြီပေါ့နော်မကြခင်မှာကျွန်တော်ရဲ့အဲဒီဒီဒီအခုထွေး account တွေကိုဝင်ဝင်လာလိုက်မယ်ကျွန်တော်ဒီပထမဆုံး account တွေကိုဝင်ဝင်လာလိုက်မယ်အဲ့ဒါဆောင်ကြည့်လိုက်ပါ okay ကောငွေသွင်းတဲ့ငွေငွေသွင်းတဲ့ငွေထုတ်တဲ့ဗီဒီယိုပဲကြည့်ကြနေဆိုတော့နည်းရစ်ပြီးကြည့်ပါတော့ဒါကျွန်တော်ကအစားဆုံးကျွန်တော် all in one ဖြစ်အောင်ကျွန်တော်ကလုပ်ပြပြီးသွားပါတယ်။အဲ့တော့ငွေထုတ်တာပဲကြည့်ကြနေဆိုရင်ဗီဒီယိုရစ်ပြီးတော့ကြည့်လိုက်ပါ။โอเคဆက်ဆောင်ပါ။ ဒီမှာကျွန်တော်ကဒါမှ leverage card မှာဒီ account မှာကျွန်တော် leverage 2000လေးရရပါတော့2000လေးရရတာကျွန်တော်ထိုင်းပြည်ရှင် account ပေါ့နော်ကျွန်တော်မှာ ထိုင်း driving license ရှိရမျိုးဆိုရင်ကျွန်တော်တို့က leverage 2000တိကျွန်တော်တို့ကတင်လို့ရတယ်ပေါ့နော်လိုချင်လို့ရှင်ပြတာမလိုချင်လို့ကိစ္စမရှိပါဘူး leverage 2000တိကျွန်တော်တို့ဒီ country account ကို leverage 2000တိတင်လို့ရတယ်မဟုတ်ဘူး water account နဲ့တင်လို့ရတယ်900တိတင်လို့ရတယ် leverage ကကိုကျင်းနေတဲ့ရာ amount ကိုတင်လို့ရပါတယ်တင်ရတဲ့ဆိုကျွန်တော် request မှာမှာအချင်း leverage ဆိုတာနှိပ်ပြီးတော့ကျွန်တော်တို့ကကိုလိုချင်တဲ့ leverage တစ်ခုအများဆုံး2000ပေါ့ကျွန်တော်တို့ဒီ time region မှာဆို2000 memory region ဆို1000ကြီးပဲရတယ်ပေါ့နော် okay အဲ့တော့ငွေကတော့ဒီမှာတော့ထွက်သွားပြီထွက်သွားပြီဆိုတော့ဒီမှာဝင်ဝင်ဝင်ကြည့်အောင် okay ညနေရထိုက်လိုက်တယ် မဝင်သေးဘူးခဏဆောင်းလိုက်မယ်ဒီမှာ email လို့ကြာပြီပေါ့ကျွန်တော်တို့ email လို့ကြာလာပြီဟော email ပေါ့နော်မြင်လာပြီ email အော် okay ဒေါ်လာ200အထပ်သွားပြီဆိုရင် email လို့ကြာပါပြီโอเคဒီမှာ200ပေါ့နော်โอเคဟုတ်ကဲ့ credit bonus တွေပါတယ်ကျွန်တော်တခြား use မထားဖြစ်လို့ credit bonus ကတော့ပါမှာမဟုတ်ဘူးပုံမှန်ကျွန်တော်အဗီဒီယိုမှာ training account ဖွင့်တဲ့ဗီဒီယိုမှာကျွန်တော် credit bonus ပါလိမ့်မယ်ဒီမှာကတော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်က credit bonus မယူထားတဲ့သူဖြစ်တဲ့အတွက် မလို့တာဖြစ်နေတယ်ပေါ့ကျွန်တော်ဒီဟာကိုအပြစ်ကြတယ်โอเคထားပါတော့ကျွန်တော်ဒီနှစ်ရောက်ကျွန်တော်ဘလို့ဘွေဆိုတော့စပြီးထုတ်မလဲဆိုတဲ့အပိုင်းကိုစပြီးတော့လာပြီဝိဒ်ဒေါကိုဘလို့စပြီးတော့ထုတ်မလဲဆိုတဲ့အပိုင်းကိုစပြီးတော့ပြီးတော့ပြပြပြီးသွားမှာဖြစ်ပါတယ်โอเคကြည့်အောင်အဲ့ဝိဒ်ဒေါလုပ်ဖို့ဆိုရင်ကျွန်တော်ကပထမဆုံးကိုယ့်ရဲ့ account ကတစ်ခါမှဝိဒ်ဒေါမလုပ်ဘူးဆိုရင်ကျွန်တောက state နှစ်ခုကိုအရင်ဆုံးဖြတ်တန်းရမှာလေ state နှစ်ခုကိုအရင်ဆုံးဖြတ်ဖြတ်တန်းရမှာလေချက်မှတ်ထားနော်အစင်းအစင်းရှိပါတယ်အဲ့အစင်းအစင်းကဘာလဲဆိုတော့ကျွန်တော်ဒီမှာဒီမှာမြင်ရတယ် NA ပဲ down ဆိုတော့မြင်ရတယ် NA ပဲ down ဆိုတော့ချက်နှိမ့်လိုက်ပါတော့နှစ်ချက်နှိမ့်တဲ့ခါမှာအစင်းအစင်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ပြမယ် โอเคအဲ့ဒါမှလည်းဆိုဒီမှာ email verify ဖြစ်ရပါမယ်နံပါတ်1အချက် email verify ဖြစ်ရပါမယ်နံပါတ်2အချက်ဒီအာဒီအာဒီမှာ authenticator ပေါ့နော် 2fa code တို့ application တို့ကနှစ်ခုရှိရပါ တော့ပထမတစ်ခုဒီမေးကို profile ဖိရမယ်ဒုတိယတစ်ခုက 2FA code ထည့်ရမယ် 2FA code ကတော့လူငယ်ဆိုကြားဥပါလိမ့်မယ်ကျွန်တော်တို့ဒီကျွန်တော် hacker ရန်ဒီကာကွယ်လို့ရအောင်ကျွန်တော်ဒီ email တစ်ခုနဲ့မလုံတော့အောင် scan စပါလိတစ်ခုနဲ့ 2FA code ခံထားတာအလုံးကြောက်တိလိမ့်မယ်ထင်မှာပေါ့နော်အဲ့ဒီတစ်ခုကိုကျွန်တော်ဘာလို့မလဲဆိုတော့ profile ဖိအောင်လုပ်ရမယ်ကိုကတခါမှငွေပြထုတ်ဘူးတဲ့တဲ့သူဆိုရင်ဒီနှစ်ခုမှ profile ဖိနေမှာမဟုတ်ပါဘူးတော့ approve ဖိနေမှာမဟုတ်ဘူး approve ဖိနေမှာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော် approve ဖိအောင်လုပ်ဆိုပြီးကျွန်တော် modify နှိပ်ပြီးတော့ modify တစ်ချက်နှိပ်လိုက်မယ်နှိပ်ရပြီးတော့အမ email code တစ်ခုကြာလာမှာကျွန်တော်ရဲ့ mail ရဲ့ email ကို code တစ်ခုကြာလာမယ် အဲ့ကုတ်ကိုကျွန်တော်ဒီမှာရိုက်ထည့်ရမယ်ဆိုရင်ကျွန်တော်ဘာဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ email ဟာ verify ပထမ state နေတဲ့ verify ဖြစ်သွားပါမယ်ဒါဆိုရပြီနောက်တစ်ဒုတိယ state ကဘာလဲဆိုတော့ဒီမှာ 2FA ကုတ်ဖြစ်တဲ့ authenticator ပေါ့နော်ဒီ authenticator ကိုကျွန်တော် verify ဖြစ်ဖို့ဆိုရင်အဲ့မှာလည်းကျွန်တော် modify ကိုနှိပ်လိုက်နှိပ်တဲ့အခါမှာကျွန်တော်ဘာကြားလာလဲ QR code လေးကြားလာပြီဆိုတော့ example ဘယ်လိုဟာလုံးလုံးလေးဆိုကျွန်တော်ထားမယ်နှိပ်လိုက်လို့ရှိရင်ကျွန်တော် email ကုတ်ကြမယ်ပြီးရင်ကုတ်ကိုရိုက်ထည့်လိုက်ပေါ့နော်မှာကုတ်ကြလာမယ်ကုတ်ရိုက်ထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဘာကြားလာမယ်ဆိုရင်ကျွန်တော် example ပြလိုက်မယ်ပေါ့နော်ဘယ်လိုမျိုးကုတ်လေးကြားလာမလဲဆိုရင် okay โอเคရပြီပေါ့နော်အေးစမရပြီကျွန်တော်ဒီမှာလူမျိုးလူမျိုးလေးပေါ့နော်ကျွန်တော်ဒီမှာပုံလေးမြင်ရတာမသိဘူးဒီမှာလူမျိုးလေး scan လေးနဲ့ပုံလေးပေါ်လိမ့်မယ် ice scan လေးကပုံလေးကိုကျွန်တော်က copy ဘာလို့ဘာလို့ရမလဲဆိုကျွန်တော်က ice scan လေးကိုဖတ်ဖို့ဆိုရင်ကျွန်တော်ဘာလို့ရမလဲဆိုရင်ဒီမှာ application တစ်ခုလိုပါတယ်အဲ့ application ကဘာလဲဆိုရင်ကျွန်တော်ဒီမှာပေါ့နော်โอเคကျွန်တော်ဒီမှာကျွန်တော်ဒီမှာမြင်ရတာမသိဒီမှာဒီကောင်ဒီကောင်ဒီကောင်ကောင်းလေပေါ့နော် authenticator ကျွန်တော်ဒါကိုလည်းကျွန်တော်ရေဒီ video edit ပြီးလို့ရှင်ဒီဟာကိုကျွန်တော်ပြပေးသွားမယ်ဒီမှာနှိမ့်လိုက်ပေါ့ဒီမှာနှိမ့်လိုက်လို့ရှင်ကျွန်တော်ဒီမှာအောက်မှာအပေါင်းလေးရှိတယ်အောက်မှာအပေါင်းလေးရှိတယ်အောက်မှာအပေါင်းလေးပေါ့နော်အပေါင်းလေး okay အပေါင်းလေးနှိမ့်လိုက် လှည့်ပြီးရှင်တော့ကျွန်တော်စကန်ဆိုလေးပါတယ်စကန်ဆိုလေးပါတယ်โอเคမြန်မာစကန်ဆိုလေးပါတယ်အဲ့ QR code နဲ့ခုန QR code ကိုဖတ်လိုက်မယ်ဆိုရင်ကျွန်တော်ကဒီမှာကုတ်6လုံးကြာလာပါအဲ့ကုတ်6လုံးကိုကျွန်တော်ဒီထဲမှာထည့်လိုက်မယ်ဆိုရင်နှစ်ခုကဒီ state နှစ်ခုကဘာဖြစ်သွားမလဲဆိုရင် for time ဖြစ်သွားမယ်ဒီ state နှစ်ခုက butterfly ဖြစ်သွားပြီဆိုတော့ကျွန်တော်စပြီးတော့ငွေထုတ်ဖို့အတွက်စပြီးစူးစမ်းလိုက်ရပြီအဓိကဒီဒီ state နှစ်ခုပေါ့ဗါလဲ email နံပါတ်တစ်ချက် email butterfly ဖြစ်ရမှာပဲနံပါတ်နှစ်ချက်ဒီ 2fa code က butterfly ဖြစ်ရမှာပဲအဲ့လိုဖြစ်ဖို့ဆိုရင်ခုနကပြောလို့အာဒီနားမှာ butterfly ကိုနှိမ့်လိုက်နှိမ့်လိုက်လို့ရှိရင် email code တစ်ခုတောင်းမယ်အဲ့ email code ကိုထည့်လိုက်ထည့်လိုက်လို့ရှိရင်ကျွန်တော် scan code တစ်ခုကြာလာမယ်အဲ့ scan code ကိုဘယ်နဲ့ဘယ်နဲ့ပေါက်ဖက်ရမလဲဆိုရင်ကျွန်တော် application ပေါ့နော်ကျွန်တော်ဒီ phone ထဲမှာ download ဆွဲရမယ် phone ထဲမှာ download ဆွဲရမယ် application တစ်ခုရှိရဲ authenticator ပေါ့နော် authenticator ဆိုတဲ့ဟာလေးတစ်ခုရှိရဲအဲ့ကောင်လေးကို download ဆွဲဆွဲပြီးတော့အမှကျူပါဖက်တဲ့ဟာစကန်လေးရှိတယ်အဲ့ဒါဖက်တဲ့ခါမှာခဏ6လုံးခဏ6လုံးကြာလာလိမ့်မယ်အဲ့ခဏ6လုံးကိုထည့်တဲ့ခါမှာဒီနှစ်ခုလုံးအောင်ဘယ်ပိုင်းဖြစ်သွားမှလဲကျွန်တော်စပြီးတော့ငွေထုတ်ဖို့အတွက်ကျွန်တော်အကောင့်က approve ဖြစ်ပါပြီဆိုပြီးစပြီးတော့လိုလာပြီဘောโอเค အဲ့တော့ဟုတ်ပြီအခုခက်လာပြီကျွန်တော်တို့စပြီးတော့ကျွန်တော်ငွေထုတ်ကြည့်အောင်အဲ့တော့ကျွန်တော်ဖုန်းပေါ်တစ်ခါရဲ screen recording ကျွန်တော်ဖမ်းပြပါမယ်โอเคကျွန်တော် screen record တစ်ခါရဲဖမ်းလိုက်ပါမယ်အဲ့ဒီမှာဖမ်းပြပါအဲ့တော့ကျွန်တော်ဒီမှာ withdraw ထုတ်မယ်ထားတော့ fan withdraw ထုတ်မယ် withdraw fan ကိုသွားမယ် fan ကို withdraw သွားလိုက်မယ် withdraw ထားမယ်သွားပြီးတော့ကျွန်တော်ဘာလုပ်မလဲဆို200ဒီ200ကိုထည့်မယ်ဘယ်လောက်ထုတ်မလဲဘယ်လောက်ထုတ်မလဲ200အောင်ပြီးထုတ်မယ်200အောင်ပြီးထုတ်မယ်โอเคထုတ်ပြီးဆိုကျွန်တော်ရပြီအဲ့မှာဆိုရင်အော်ဘယ်ကိုထည့်မှာလဲပေါ့နော်ဘယ်ကိုထည့်မှာလဲဆိုတဲ့ခါမှာကျွန်တော်က ဘာနဲ့ထည့်မှလဲဆိုရင်ကျွန်တော်ကဒီ Binance USDT ရ20ဆိုတာနဲ့ထည့်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဘာလို့လဲ Crypto လိမ့်စာပေါ့ကျွန်တော်ဘယ်ထည့်ကိုထည့်မှလဲဘယ် Binance account ကိုထည့်မယ်ဆိုတာမှာကျွန်တော်က USDT ရ20နဲ့အသင်းမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ deposit ကိုအာ USDT ရ20နဲ့ပဲသွားလိုက်မယ် USDT ရ20ကိုနဲ့ပဲကျွန်တော်သွားလိုက်မယ် Okay ဒီမှာဒါကို copy ကူးလိုက်မယ်ဒါကို copy ကူးစားပြီဆိုဒီထည့်ထည့်မယ်ပြီးဒီမှာကျွန်တော် copy paste နေလိုက်မယ်ပြီးကျွန်တော် watch on now နေလိုက်မယ် အဲ့တော့နံပါတ်1ချက်ပါလေ email တွေကိုကုတ်ချမယ်ပါလေနံပါတ်1ချက် email တွေကိုကုတ်ချမယ်နံပါတ်2ချက် 2FA code ဆိုရဲ 2FA code ထဲမှာခုနခု application ကျွန်တော်ခု application ကိုကုတ်ချမယ်အဲ့ဒါလေးမှတ်ထားပြီနော်အော်ဒီမှာဆိုကျွန်တော်ပထမဆုံးပထမ stage နဲ့ကျွန်တော် email တွေကိုကုတ်တောင်းလိုက်မယ်မင်း email တွေကိုတောင်းလိုက်မယ် okay ထွက်လိုက်မယ် email တွေကိုကုတ်ကြပါပါမင်းဆောင်းလိုက်ပါ okay ကြာပါပြီဒီမှာ okay ဒါဆိုကျွန်တော်ဒီ email ကိုကုတ်ကိုကျွန်တော် copy ကုတ်လိုက်မယ် ဒီကူလာမပြင်းနေသေးလိုက်မယ်ဖျားပြီထိပ်ပြီးတော့နောက်တစ်ခုကပါတော့ authenticator ပေါ့နော်အဲ့တော့ dual factor application လို့ယူနေဆိုကျမဖုန်းထဲမှာကျွန်တော်ပြထားတယ်ဘယ်ဝင်ရမလဲဆိုကျမ authenticator လေးဝင်လိုက်မယ်ပြီးရင်ကိုယ် scan ဖတ်ထားတဲ့ကိုယ့်နာမည်နဲ့ဟောအပေါ်ဆုံးဟောက်တာကျွန်တော်အပေါ်ဆုံးအခုပါအောင် copy ကူးလိုက်မယ် copy ကူးပြီးတော့ဟိုညှိလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟုတ်ပါ okay ဒါဆိုရင်ကျွန်တော်ကဆက်ဆက်မှုဖြစ်သွားပါပြီဒါဆိုရင်ကျွန်တော်ရဲ့ ဒီဟာကဘာဖြစ်သွားလဲဆိုရင်ငွေကမကြခင်မှာကျွန်တော်ဘိုင်းနဲ့အကောင့်တွေကိုရောက်မှာဖြစ်ပါတယ်ဆိုတော့မဆိုရင်ကျွန်တော်ငွေရထွက်သွားပါပြီငွေရထွက်သွားပါပြီဆိုတော့အားလုံးနားလေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အော်ပထမအစားဆုံးပြန်ပြောရမယ်ဆိုရင်ကျွန်တော်ငွေထုတ်ဖို့ဆိုရင်ကျွန်တော်တို့အကောင့်ကို NA ပဲနှောင်းမှာသွားပြီးတော့ဘာလုပ်ရမလဲဆိုရင် email ရဲ့ email ကို verify လုပ်ရမယ်ဒုတိယတစ်ချက်က email ရဲ့အောက်မှာ share 2 fa ပေါ့နော် authenticator ကိုကျွန်တော် application ကိုထောင်းလို့ဆွဲထောင်းလို့ဆွဲပြီးအကောင့်လေးနဲ့တင်ရနေဒီစင်ခုတ်ချောင်းလုံးယူပြီးတော့အောက်မှာ verify verify ဖြစ်အောင်လုပ်အဲ့ဒါရပြီဆိုရင်ကျွန်တော်ငွေထုတ်လို့ရပါပြီအဲ့တော့ငွေထုတ်တဲ့အခါမှာလေကိုက ဘိုင်းလည်းမရှိဘူး KB ပဲရှိတယ်ဆိုရင်လည်းကျွန်တော်တို့လာပြောလို့ရတယ်အာကျွန်တော်ဘိုင်းလည်းမရှိဘူး KB နဲ့လဲကျင်တယ်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာမျိုးလေကျွန်တော်တို့ဒီ Telegram channel မှာလာပြီးအသေးသေးလာမြည်လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်